ကိုပါမှမကိုကမဟုတ်ဘူးခါကျရင်ကိုနဲ့မလိုက်ဘူးကိုကိုမပါလို့ရတယ်ဆိုလည်းမပါဘူးအဲဒီလိုက်မှပဲကိုတကယ်လုံနိုင်တဲ့ဆက်ရုပ်လည်းဖြစ်မယ်ကိုအသက်ရွယ်နဲ့အနေထားနဲ့လိုက်တဲ့အမျိုးပေါ့အခုချိန်မှာ16နှစ်ကလေးအကြောင်းသူလည်းသွားလို့လို့မရအဲ့လိုမျိုးလည်းမလုပ်ချင်ဘူးကျွန်တော်တစ်ချိန်မှာမပါတဲ့ဆက်ရုပ်ကဒီစားနဲ့အကွဲထားပြီးတော့ဒီစားကြောင်းနဲ့ပြိုးဆက်ရုပ်ပေါ့နော်တရေကားဆိုတဲ့လူချင်းလူပညာဇနန်းတွေကဘာသာရေးဆိုင်ရာယူဆချက်တွေစိတ်ဝိညာဉ်ပိုင်းဆိုင်ရာသိပ္ပံသဘောတရားတွေဘဝဖြစ်တည်ပုံတွေဘဝအမှုပုံတွေကြောင်းပုံတွေဒီလိုမျိုး ပရလောကသားတွေဒီဂိုင်90တွေမှာရှိတယ်ဆိုလို့ရှိရင်ဒီဆက်ထဲမှာလာပြီးအချက်ပြဘာလို့ပြဒီမှာကလိုလေးတွေဟုတ်ကဲ့အဲ့ကလိုလေးကိုလွန်နေတယ်အဲ့လိုရှိရှိတာအဲ့လိုနောက်ဆန်ငါကတော့ဟိုကိုစည်းရိုက်ွားရေဘောမင်းကောင်းမင်းမြတ်ကကျွန်တော်ဘောနာမည်ပြောင်းတင်ထားတော့တတိဆိုတဲ့နာမည်ကိုလက်ခံနေဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့ပြန်ပြီးတော့ဟိုဘောနော် တင်ထားတယ်ပြန်ကြရပါတည်နေပြမှာပေါ့နော်အခုလောတယ်တော့ရုပ်ရချိတ်ရပေါ့အခုဟို try နေပေါ့ဟုတ်တယ်သူတို့ဇာတော့ပြမှာသူတို့ပြပြီးတော့ဒီဟောနော်ရချိတ်ဒီမှာကြတော့အဲ့ဟိုလာမယ်ပေါ့ပေါ့နော်ဒီဒီဟောချိတ်တော့ကျွန်တော်ကွာပါလေရုပ်သေးုံမမီတော့ဘူးပေါ့ရုပ်သေးုံမမီတော့ဘူးဒါပေမဲ့ဟိုဘုစုရိုက်သွားတယ်ဆိုတော့အဲ့ကနာဟာပေါ့တတိကိုကျွန်တော်ဟောနော်ရချိတ်တာပေါ့အခုပြတာတော့သူတို့ဈေးပြတာကြာပြီရုပ်ရုပ်ရှင်ရုံမတင်တာဆိုရင် အော2000တကယ်တကယ်ဆိုရင်2010တဲ့ကလုံးမလုံးပဲနဲ့ကိုနေ2019ကျမှပြန်လိုက်တာဆိုဂျားထဲမှာကိုနေ10နှစ်လောက်မလုံးဖြစ်တော့ဘူးအဲ့လိုဂျိုးသားဂျိုးသားပဲလုံးဖြစ်တယ်တေချာကြီးအဲ့လိုမျိုးဟိုကို့အတွက်နေရာရတဲ့ကားဒါပထမဆုံးပြန်ရိုက်ပြန်ရိုက်တဲ့ဟိုကမ်ဟိုကမ်ဘတ်လို့ပြောလို့ရတာပေါ့တရားသက်တရားမသိမရှိနိုင်ဘူးအမမရိုက်တော့ဘူးဆိုပြီးလောက်ထားတာ။ तू ကအဲ့လိုအဲ့လိုပြန်လောက်ခိုင်းတာလည်းပါတာပေါ့အဲ့ဒါကြောင့်လည်းပါတာ။ ့သူကသူကလုံးချင်ပါလေလုံးချင်ပါဆိုပေမဲ့လည်းဟိုတော့သူသူဘောကမှသူရှိတဲ့အခြေအနေတွေမှာနေရာယူထားရပုံစံအကြတော့အဲ့အဲ့အခြေအနေအားနေတော့ပေါ့နော်နေတော့တော့တကယ်တော့သူ့ရဲ့သူ့အခြေအနေငယ်လေးဆက်ကနေတမီးနေသူစပြီးလှုပ်လှုပ်လာတဲ့ပုံစံတွေအကုန်လုံးကရုပ်ရှင်မှာပဲလှုပ်လှုပ်လာဆိုတော့ဒီအချိန်မှာသူ့အတွက်အဲ့နေရာယူမှုပုံစံနေသွားလို့ကျင်းသွားလို့ဒါသူဒီလုံးကိုသူကဟိုသွားပြီးကြည့်ဖို့သူမလုပ်တော့မလုပ်ချင်တော့ဘူးဆိုတော့ကျွန်တော်အဲ့နေရာကိုပြန်ချက်ပြီးတော့ အဲ့တော့သူရဲ့သူကဘာသာရှိတဲ့သူတွေလေနောက်ပြသူကတကယ်လည်းရည်တည်နိုင်ခဲ့တဲ့သူတွေဆိုတော့ကျွန်တော်ပြန်လို့ဆေးကြတော့နော်ဘာလို့ကျန်နေပေမှာသူမကြောက်အောင်လေဒီချိုးမှာဟာဒီချိုးဟာမှာသူကျွန်တော်ပြောတော့ကျွန်တော်သူနေကြအများစကားပြောနေကြဆိုတော့သူကဘာလို့ကျွန်တော်ဘယ်လိုပုံစံတိုးနေနေပါလဲဆိုတော့ဟိုဘယ်သူလဲသိပြီးသားပါဒါပေမဲ့သူသူ့ရဲ့ property pro ဖြစ်နေတဲ့သူရဲ့ဒီ editing လုပ်တဲ့ဆိုတဲ့ scale မှာတော့ကျွန်တော်တွားပြီးတော့ဝင်ပြီးအဆောက်အအုံရဟိုတော့အဲ့လိုမျိုးပြောနေသူတော့မဟုတ်ဘူး အတူတည်ပြီးတာသူရင်းချက်ပြီးတာသူကလုတ်တက်ပြီးတာဆိုတော့လေဒါကသူနဲ့ driver ရားထဲမှာရှိရဲ့ဟိုအခန်းကဏ္ဍကြီးဆိုတော့သူကသူပဲပြောပစီပေါ့ကျွန်တော်တို့ကသူလုံနိုင်တယ်ဆိုတော့ဇက်ရုပ်ဘာညာလေးဟိုရွေးချယ်တာကိုပြင်ဆင်တော့ကျွန်တော်လုပ်ပြရအောင်နော်ကျွန်တော်တို့ agent တို့စကားပြောတာတို့ကပြင်ဆင်တာတို့ကတော့ driver ရဲ့ authority ပေါ်မှာပဲသူရှိရမှာပေါ့အဲအဲ့တိုင်းပဲကျွန်တော်ပြေးရှိပါအဲဟိုဇက်ကကိုကလည်းကိုရီးယားဝတ္ထုဖတ်တာဝါသနာပါတော့လေဇက်ကူရလာပြီဆိုရင် ဖတ်အရင်ဖတ်ကြည့်ရဲနောက်ပြီးတော့ तू ကအဲ့လိုပေါ့စက်တွေပါဆိုလဲ तू ကပြော့ပြရဲအဲ့လိုပေါ့ तू မှမရောင်းရမပေးရသေးခင်အဲကိုတိုင်းတိုက်ကမလုပ်ရသေးခင်မှာ तू ကအဲ့လိုစက်ရှိရဲပြော့ပြရဲကွာလဲအဲ့လိုဝါသနာပါတယ်အဲ့လို तू နဲ့အမြဲပြောပြတော့လေအဲ့လိုဆိုတော့ဟိုဇက်တစ်ခုကိုမြင်လိုက်တာ ਨੇ ဘယ်နေရဘယ်လိုလုံးလို့ရတယ်ဆိုတာသိတော့လေအဲ့လိုမျိုးလဲကိုကယူသွတ်တယ်ဟိုခါချောက်ရအခန်းနေတယ်ဒါပေမဲ့လောက်ကရရဲဆိုလောက်ချင်တယ်အဲ့လိုပြီးတော့တိတိမိမိပေါ့နော်အဲ့လိုမျိုးဒီဒီကတော့တကားလုံးတော့တောက်လျှောက်ကတော့လောက်ရတယ်ဟိုပင်နဲ့ပင်မနဲ့ဒါပေမဲ့ကိုကကိုလည်းကျင့်တတ်မှုရှိတယ်ပြီးတော့ ကားလုံးရဲ့အတ္တတွေကိုလည်းအရန်သဘောကျတယ်သူ့နေရာနဲ့သူအကုန်လုံးကောင်းရတာလေအဲ့လိုမျိုးဒါတော့သူသူ့ရဲ့အကျိုးပေးနဲ့ဒီဇက်နဲ့သူနဲ့တိုက်ဆိုင်မှုပုံမှန်လည်းမူတည်ရပါတော့အဲကျွန်တော်ကတော့ပြင်ပေးရဆိုတဲ့အချိန်ဒီမှာလည်းဒါမှကျွန်တော်ဟောင်းကိုကျွန်တော်အဲ့လိုမျိုးလုပ်တာမျိုးတော့မဟုတ်ဘူးအဲဟိုဒါမှဒီဒီမှာသူလုပ်လို့ရရဆိုတဲ့အချိန်ဒီကိုကျွန်တော်ကိုစီရိုးပေါ့လေပြောကြည့်တာပေါ့နော်ပြောကြည့်တော့သူကလည်း okay ပေါ့ okay ဆိုတော့လည်းအဲ့လိုပေါ့ဟိုပြင်ဆင်ကြတာပေါ့နော်ဟိုမျိုးတွေတော့ကျွန်တော်အမြဲတမ်းသူ့ကိုဒီ ကျွန်တော်ရိုက်နေကားကြီးတဲမှာကျွန်တော်ဂျိုးမလို့ဆိုတော့ရေးနေတယ်အဲ့လိုမျိုးမဟုတ်ဘူးနောက်ပိုင်းတဲ့ကားဆိုတကားဆိုတကားတစ်ခါတစ်ခါမဲ့ပါတယ်သုံးစင်းမဲ့ပါတယ်ဆိုသေးဆိုသုံးစင်းမဲ့ပါလား အဲ့ဒါတကတော့မင်းသားတွေမှာတကယ်အများကြီးဒါပေမဲ့ကျိုးသုံးစင်းနဲ့ရိုက်ကြတာဘာလို့လဲဆိုတော့အဲ့လိုမျိုးဟိုအာကိုပါမှမကိုကမဟုတ်ဘူးခါကျရင်ကိုနဲ့မလိုက်ဘူးကိုကိုမပါလို့ရတယ်ဆိုလည်းမပါဘူးအဲ့ဒါကိုလိုက်မှပဲကိုတကယ်လုံနိုင်တဲ့ဇက်ရုပ်လည်းဖြစ်မယ်ကိုအသက်ရွယ်နဲ့အနေထားနဲ့လိုက်တဲ့အမျိုးပေါ့အခုချိန်မှာ16နှစ်ကလေးចောင်းသူလည်းသွားလုံလို့မရအဲ့လိုမျိုးလည်းမလုံချင်ဘူးအဲ့လိုမျိုးဆိုတော့ဒါကလည်းတကယ်လိုက်တဲ့နေရာပြီးတော့ကိုစီးနဲ့လည်းအဲ့လိုစကားပြောတဲ့အခါမှာသူကလည်းဟိုဒီနေရာကိုလုံပေးနိုင်တယ်ကျိုးမကျိုးအမမကျိုးနဲ့လိုက်တယ်ဆိုပြီးတော့အဲ့လိုမျိုးကြောက်လေရိုက်ဖြစ်တာအဲ့လိုအဲ့လို အဲ့အဲ့ဒါကတော့ဒါတယောက်နေတော့ခံယူချက်ချင်းမဆိုင်ဘူးเนาะကိုကတော့ဘယ်လိုပဲဖြစ်ဖြစ်အဲကိုကဟိုပါပေါ့ အသက်40အရွယ်အမေကအသက်20ကလေးဝေးနိုင်တယ်လေအဲ့လိုဆိုတော့ကိုယ့်အသက်အရွယ်နဲ့အခုပေါ်တဲ့ကလေးတွေနဲ့ဆိုရင်အမေလုံးလို့ရတယ်လေအဲ့ဒါကြောင့်လည်းအမေနေရာကိုလာငားကြတာပေါ့အဲ့ဒါကြောင့်လည်းအမေလုံးဖြစ်တာပြီးတော့အမေဆိုတော့အမှန်တကယ်ပြောရင်ပပလေးကအမေမလုံးချင်ဘူးတကယ်လောက်ရတဲ့အမေမျိုးပေါ့နော်အဲ့လိုမျိုးလာငားကလည်းအဲ့လိုမျိုးလိုများပါတယ်ပြင်ရငားလို့ရှင်လေအော်သူဆောင်အစီအပြေဆိုတော့ပြေပါတယ်ဘာလို့ဆိုတော့သူကအော်မိတ်ကနဲ့ဟိုသူကရှင်းရဲရုပ်ကိုချရတာပေါ့နော်မိတ်ကနဲ့ချနောက်ပြီးတော့အသားရည်ပြောင်းရတယ်အဲမျက်နှာကိုဆိုလဲအဲ့လိုပေါ့ဟိုဒီနေလောင်ထားတဲ့အသားရည်မျို ေးဖြောင်းလုပ်တယ်ဆိုတော့အဲလူကပြီးတော့သပင်ဖြူလိုက်လို့ရှိရင်ရုပ်ကရင့်အောင်လုပ်လို့ရတာလေအဲ့လိုအဲ့လိုမျိုးနဲ့နောက်စိတ်ကစကိုသားလို့သဘောထားလိုက်ပြီးတော့ဆက်ဆံတဲ့ကဝါဆက်ဆံပြီးတော့အဲ့လိုမျိုးဟိုအိုက်တင်လုပ်တဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့ကိုကတကယ်လည်းသမီးလေးတောင်မွေးထားတဲ့အမေဆိုတော့အဲ့လိုမျိုးသဘောထားပြီးတော့ဆက်ဆံလုပ်ပြီးတော့အိုက်တင်လုပ်လို့ရတယ်အဲ့လိုမျိုးလေဟုတ် 2025တော့အဲပထမဆုံးဂျုံတင်မှာသူရောတစေပေါ့သူရောတစေကလည်းအဲ့လိုအပြိုကြီးပေါ့အပြိုကြီးကာရိုက်တာနဲ့အဲ့ဒါတော့ဟိုထွန်းထွန်းနဲ့တွဲထားတယ်အိမ်ဆောင်မဲ့ထွန်းထွန်းနဲ့ထွန်းထွန်းနဲ့တွဲထားတယ်အဲ့ကားလေးဆိုလဲသူရောတစေဆိုလဲဥပြုံးမင်းနဲ့ခေါင်းကြီးရဲ့အတွဲရေးထားတဲ့ဒီဟိုပါပေါ့တွဲထားတဲ့ဒီတရေကားဆိုတော့ထူးခြားမယ်ခြင်းနဲ့ပြီးတော့မောက်တိုက်ကပထမဆုံးဂျုံတင်ရမယ်ကားဆိုတော့ရင်းလိုက်ရခုံနဲ့ပြိတ္တုလဲလာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်လာကြည့်ကြည့်နော်ဘာလို့ဘာလို့တူတူဆက်နေဟောကြမ်းနေတော့ကျွန်တော်တို့လောကကံရတာရန်ခတ်တယ်ခတ်ပြီးတော့ဒီဟို အခက်ခဲကြတယ်ပြီးတော့အခက်ခဲကြတယ်ပြီးတော့ရုံတင်ရုံပေါ်ရောက်တဲ့ဒီစူးစမ်းထားတာကြကြီးကိုတော့လို့ပါချိန်ချိန်ပြင်ရတယ်ချိန်ချိန်အဲ့လိုပေါ့နော်ဟိုစဉ်းစားမှုဟောရမ်းနဲ့လည်းကန့်ညီအောင်ကျွန်တော်အများကြီးစူးစမ်းရတယ်ပေါ့လေဒါဆိုတော့ဟိုကောက်ကောက်မယ်နောက်ပြီးတော့သဘောကျမယ်လို့ထင်ပါတယ်ဦးမျိုးမျိုးဆိုတော့ကြည့်ရမှာသူ့လက်ကလည်းလက်ရင်ပြီးသားဆို of life.